ဘူလက်လာဆိုတင်ထားတဲ့ပုံမြင်လေးတစ်ပုဒ်ပေါ်မှာကျွန်တော်ရဲ့အမြင်သဘောထားလေးကိုတင်ပြချင်လို့ပါဘူလက်လာဆိုကအိန္ဒိယမှာအိန္ဒိယဦးစီးဖြစ်တဲ့ပုဂ္ဂိုလ်ကဘုကုတ်မှာသွားပြီးတော့ကြောက်တူးတယ်အဲ့ဒီမှာငတ်မိပြီးပြန်လာရင်းနဲ့ဆုံးသွားတယ်ဆုံးသွားတဲ့အခါမှာသူ့မှာကြောက်တလုံးပါလာအဲ့ကြောက်တလုံးကိုမိခင်ဖြစ်သူနဲ့တား73နှစ်တားလေးတို့တွေ့သွားပြီးတော့တားရီဒီကြောက်ကတော့ငါတို့ကလည်းတန်ဖို့မဖြစ်တတ်ဘူးနားလည်းမလဲဘူးမင်းဦးလေးကတော့ပြိန်ဆရာမို့လို့ ဒီကြောက်ရဲ့တံမိုးကိုသိလိုက်မယ်နားလဲလိုက်မယ်အဲ့တော့သူ့ကိုသွားပြောပြီးတော့ဒီကြောက်ကိုရောင်းလိုက်ပါလားမေတို့တုံးရတာပေါ့အဲ့ဒီမှာလည်းသူသားလေးကလည်းယူပြီးသူ့ဦးလေးဖြစ်တဲ့ brain ဆရာကြီးမှသွားပြီးဦးဒါသားဒါတို့ဖေဖေမဆုံးငင်ကပါလာခဲ့တဲ့ကြောက်ကလေးဘလောက်တံမိုးရှိလဲဒါလေးကိုညှဝေပြီးတော့သားတို့ကိုသုံးလို့ရအောင်ဝေရှာပေးပါလားသူ့ရဲ့ဦးလေးကဒီကြောက်ကိုဟာဟင်းဒီကြောက်ကဒီတံပရာအများကြီးပဲခဏသိမ်းထားလိုက်ပါသားရဲ့ နောက်မှသူလေးတို့လှုပ်လှုပ်ကြတာပေါ့ဆိုကလေးကိုတိန်ခိုင်းပြီဒါပေမဲ့ဒါမင်းဖေလည်းသူဖြစ်တဲ့အတွက်မင်းကဥစီမှာလာပြီးတော့စရိတ်ငိမ့်စားတော့ပြီးကြောက်ပညာကိုတင်ပါဆို9နှစ်နေတဲ့အခါကလေးအသက်16နှစ်ပေါ့နော်13နှစ်သားလို့တော့16နှစ်မှာ9နှစ်နေတဲ့အခါမှာဒီကလေးကကြောက်ပညာကိုတက်တာခါကဲသားမင်းဖေရဲ့ကြောက်ကိုတွားယူခဲ့ငါတို့တံမိုးဖြတ်ကြရအောင်လို့ပြောလိုက်တယ် အဲ့လိုပြောလိုက်တဲ့ခါမှာအဲ့ဒီကြောက်ကိုကလေးကကြောက်ကြည့်ပြီးတော့ဟာဥဒါပြည်တံပရမများမဟုတ်ဘူးချက်ချောက်ကြည့်ပဲဘာမှအတုံးဝင်တော့အေးအဲ့ဒါဆိုလည်းငါသားမင်းတို့လွတ်ပြလိုက်ပေါ့ဒီမှာဟူလက်လာဆိုပြောချင်တဲ့သဘောတရားကတော့တမနာကြီးဥဒိန်စိန်လက်ထက်မှာရောင်ဆန်းစုကြည့်ဖို့ပြန်ဝဲဝင်ခိုင်းမယ်ငါးနှစ်အတွင်းဝင်ခိုင်းပြီးတော့မှလောက်ကြည့်လိုက်ပြီးတော့သူဟာတကယ်ဒီတံပရမများမဟုတ်ပဲနဲ့ချက်ချောက်ကြည့်ဖြစ်နေပြီဆိုတာကို သူတင်ပြခြင်းတာကိုတင်ပြတော့တယ်အဲ့တော့ဘူလက်လတ်ဆိုကျွန်တော်ကပြန်လဲဆွေးနွေးတင်ပြခြင်းတာကတော့တကယ်တော့အမေစုဆိုတာပြည်တံပြရမများလည်းမဟုတ်ပါဘူးပြည်တံပြရမများမဟုတ်ပါဘူးအမေစုဆိုတာချက်ချောက်လည်းမဟုတ်ပါဘူးအမေစုဟာလူသားတို့ရဲ့ယရနာတပါးပါလူသားယရနာဆိုတာတံမိုးဖြက်လို့လုံးဝမရပါဘူးကဘာပေါ်မှာရှိသောလူသားတိုင်းကတံမိုးထားလေးစားရတဲ့ပုံကူဖြစ်ပါတယ်တကယ်ချက်ချောက်ဆိုတာက မကြမီမှာကျင်းပတော့မယ်2025ရွေးကောက်ပွဲမှာကျင်းပပေးတဲ့လူရောဝင်ရောက်ရှင်ပြိုင်မဲ့ပုဂ္ဂိုလ်ခမရအပါဝင်ပေါ့ခမရတို့ကဒါချက်ကြောက်တွေဖြစ်တဲ့အတွက်အမားပြီးမှာမရှိသင့်တဲ့လူတွေဖြစ်တယ်လို့ကျွန်တော်တင်ပြဆွေးနွေးချက်လေးကိုအဆုံးသတ်လိုက်ပါတယ်ဘူးလက်လာဆိုရေး